အင်ဗာတာနဲ့ဘက်ထရီကက်ပါစီတီရွေးချယ်မှုမှာအလွန်အရေးပါပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီဘက်ထရီတစ်လုံးကိုအသုံးပြုကြတဲ့အခါမှာဘက်ထရီကိုအားသွင်းတဲ့ကာလဘက်ထရီကနေပြန်ပြီးတော့ထွက်ယူသုံးသွဲတဲ့ကာလတွေကျွန်တော်အရင်ရေးကြည့်တယ်။အဲ့ဒါကိုကျွန်တော်က C rate လို့ခေါ်ပါတယ်။ဒါဆိုကျွန်တော်တို့က C rate ကဘာလို့ရေးကြည့်တယ်လဲ။အဲဒီ C rate ပေါ်မူတည်ပြီးတော့ကျွန်တော်အင်ဗာတာရွေးချယ်တဲ့အခါမှာလည်းကျွန်တော်တို့ကသတိထားစရာတွေအများကြီးရှိပါတယ်။ဟုတ်ပြီဒါဆိုကျွန်တော် C rate ဆိုတာဘာလဲအတူတူလေ့လာကြည့်အောင်။ပြီးတော့ဒီအင်ဗာတာနဲ့ ဒီ battery capacity ရဲ့ဆက်ဆက်နေတဲ့သဘောတော်ဘာကတော့ဘာလဲပေါ့နော်ဒါလေးကိုတူတူလေ့လာကြည့်အောင်ဆိုတော့ကျွန်တော်က C-rate ဆိုတာကဒီ battery တစ်ခုကိုကျွန်တော်ရှင်းချင်းအားသိမှဆိုလို့ရှိရင်ညံတော့ပေါ့ဘလောက်မြန်မြန်အားသွင်းနိုင်တယ်လဲအဲ့ဒါလို့ပဲတခါဒီ battery တစ်လုံးကိုကျွန်တော်ကအသုံးပြုမယ်ဆိုလို့ရှိရင်ကိုဘလောက်မြန်မြန်အသုံးပြုနိုင်တယ်လဲသူရဲ့ညံတော့ကဘလောက်မြန်မြန်နဲ့သုံးသွားနိုင်တယ်လဲပေါ့နော်အဲ့ဒါဒီ C-rate ဖြစ်ပါဟုတ်ပြီကျွန်တော်က C-rate ဆိုတာကို 1C 1ပေါ့နော်1လို့သတ်မှတ်မယ်ဆိုရင် 1C ဆိုတာဒီ battery capacity တစ်ခု battery capacity တစ်ခုကိုကျွန်တော်တို့ကတနားရအတွင်းအပြည့်အားသွင်းတာကိုကျွန်တော်တို့ကဒါကို 1C လို့ခေါ်ပါတယ်။ပြောချင်တာက battery ကကျွန်တော်ဆိုကြပါဆိုကျွန်တော်ချီမှာဒီ51.2 100mAh ရှိတယ်ပေါ့။အဲ့100 mAh ဆိုရဲ battery တစ်လုံးကိုကျွန်တော်ကတနားရနဲ့အားသွင်းခြင်းနဲ့ဆိုလို့ရှိရင်အဲ့ဒါဒီ 1C ဖြစ်ပါဆိုတော့ပြန်ပြောပါမယ်။100 mAh ကို ျွန်တော်တို့ကအသွင်းမဲ့တနအိတွင်အပြည့်သုံးကျင်တယ်ဆိုလို့ချင်းအဲ့ဒါဒီ 1C ဖြစ်ပါတယ်ဆိုတော့တစ်ဖက်မှာပြန်ပြောရင်တခါဘယ်ဒီအိုတစ်လုံးရဲ့ကီလို energy တခုကိုအဲ့ဒီ energy ဒါကျွန်တော်တနအိတွင်အပြည့်ပြည့်အောင်သုံးကျင်သည်အဲ့ဒါဒီ 1C ဖြစ်ပါတယ်ဟုတ်ပြီဒါဆိုကျွန်တော်ဆက်ပြီးတော့သွားကြည့်အောင်အဲ့ဒါလို့ပဲကျွန်တော်တို့ကဒီ 1C 0.5C 2C 0.3C 0.2C ပေါ့နော်အဲ့လိုမျိုးလေးရှိပါတယ်အဲ့တော့ ခုနက 1C ဆိုတာဒီ100 ampere hour ဆိုကိုကျွန်တော်တို့ကတဏှာဤတော်အတွင်းပြည့်ကျင်နေဆိုရင်100 ampere နဲ့ကျွန်တော်တို့အားသွင်းမှရမှာဖြစ်ပါတယ်ဒါဆိုတော့ရသလားအဆင်ပြေသလားဘို့တော့တခါထပ်ပြီးကြည့်အောင်ထပ်ပြီးကြည့်ကျွန်တော်ကတကယ်လို့ကျွန်တော်ကအဲ့100 ampere hour ဆိုကိုကျွန်တော်ကနှစ်နာရီနဲ့ပြည့်ကျင်နေဆိုရင်ကျွန်တော်တို့က90 ampere နဲ့ကျွန်တော်တို့အားသွင်းရမှာဖြစ်ပါတယ်90 ampere နဲ့အားသွင်းမယ်ဆိုရင်အဲ့ဒါကိုကျွန်တော်တို့က 0.5C လို့ခေါ်ပါတယ် တကယ်လို့ကျွန်တော်ကအာမဟုတ်ဘူးဟာ100အမ်ပီယာအာဝါကိုငါတော့ဒီနိုင်ဝက်တော်တင်ပြည့်ချင်တယ်200အမ်ပီယာနဲ့အားသွင်းမယ်ဆိုရင်မရဘူးလားပေါ့နော်ဆို200အမ်ပီယာနဲ့အားသွင်းမယ်ဆိုတော့ဒါကိုကျွန်တော်ကတူးစီလို့ခေါ်ပါတယ်ဒါအမြန်သွင်းတဲ့နည်းပေါ့ဆိုတော့ဘယ်လိုတလုံးကိုကျွန်တော်ကနည်းနည်းသွင်းနိုင်ရဲ့မြန်မြန်သွင်းနိုင်ရဲ့ရှိလားရှိတော့ ကောင်းသလားဘုံတော့မေးစရာအချက်ကျွန်တော်တို့ဒီဆိုလာနဲ့ပတ်သက်ပြီးတော့က solar battery capacity တွေကိုအသွင်းကြတဲ့အခါမှာသူ့ရဲ့ဒီ rate ဒီကပုံမှန်အဖြစ်20ရာခိုင်နှုန်းကနေကျွန်တော်က50ရာခိုင်နှုန်းထဲမှာရှိတယ်အဲ့ဒါကိုကျွန်တော်ကအကြမ်းင်းအဖြစ်အကောင်းဆုံးအခြေအနေကတော့25ရာခိုင်နှုန်းနဲ့30ရာခိုင်နှုန်းအတော်တွင်းမှာအသွင်းတာကတော့အကောင်းဆုံးဖြစ်တယ်ဥပမာ100 ampere ရှိတဲ့100 ampere hour ရှိတဲ့ battery တစ်လုံးကိုအသွင်းမယ်ဆိုရင်20ရာခိုင်နှုန်း25ရာခိုင်နှုန်းကနေ30 နော်30ရာခိုင်နှုန်းအတော်တွင်းမှာအားသွင်းမယ်ဆိုရင်ကောင်းတယ်ပေါ့ဆိုတော့တရားအမ်ပီယာအာဝါကိုသွင်းမယ်ဆိုရင်တရားအမ်ပီယာရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့က25အမ်ပီယာသို့မဟုတ်30အမ်ပီယာကိုရွေးချယ်ပြီးတော့အားသွင်းမယ်ဆိုရင်ဒါစီအကောင်းဆုံးအနေအထားဖြစ်ပါတယ်တကယ်လို့30အမ်ပီယာဆိုရင်0.3 C ဖြစ်ပါတယ်25အမ်ပီယာနဲ့အားသွင်းမယ်ဆိုရင်0.25 C ဖြစ်ပါဒါစီ C rate ဖြစ်ပါတယ်အကောင်းဆုံးအခြေအနေပါအဖက်မှာ ျွန်တော်ဒီ battery capacity ကနေပြန်ပြီးတော့သုံးမယ်ပေါ့သုံးပြီးကျွန်တော်ကနှိုင်းချင်ပြီးတော့ပြောကြည့်ကြရအောင်ဆိုတော့ inverter ကကျွန်တော်6 kW inverter ကိုသုံးထားတယ်ပေါ့ battery ကကျတော့ကျွန်တော်ကဒီ51.2နဲ့100 ampere hour ကိုသုံးထားရဆိုကြပါစို့ဒါဆိုရင် battery တစ်လုံးဒီကျွန်တော်က9000တစ်ဆယ်နဲ့9100ပဲရှိမယ်ဆိုတော့9100ရှိတယ်9100ဝက်လောက်ပဲရှိတယ် battery o capacity battery o တစ်လုံးဖြစ်နေမယ် ဆိုအင်ဗာတာဒီ6 kW အင်ဗာတာသုံးတာက5 kW ဘက်ထရီဖြစ်နေပဲပေါ့ဆိုကြပါစို့ပေါ့နော်ဒါဆိုကျွန်တော်ဘာဖြစ်နိုင်တယ်လဲပေါ့တကယ်လို့သာအင်ဗာတာကနေ full လောက်သုံးလိုက်မယ်ဆိုရင်ဆိုကြပါစို့အင်ဗာတာကကျွန်တော်က6 kW မဟုတ်ဘူးဗျာ5 kW လောက်ပဲသုံးတယ်ဆိုကြပါစို့ full လောက်အနေနဲ့ပေါ့နော်အဲ့တော့5 kW အင်ဗာတာနဲ့5 6 kW အင်ဗာတာက5 kW လောက်ဆွဲသုံးလိုက်တယ်ပေါ့အဲ့လိုဆွဲသုံးလိုက်ပြီဆိုရင်ဘက်ထရီကရှိတာပါ5 kW ပဲရှိတာအဲ့ဒီ5 kW ဆိုတာကလည်းအများအားပြည့်နေမှာမဟုတ် ဟုတ်လားသူကဟိုပုံမှန်ဖြင့်90ရာခိုင်နှုန်းရှိရှိမယ်80ရာခိုင်နှုန်းရှိရှိမယ်80ရာခိုင်နှုန်းရှိရှိရှိနေလိမ့်မယ်အဲ့လိုနေသားမျိုးမှာဒီ solar inverter ကနေကျွန်တော်6 kW inverter ကနေ5 kW လောက်ဆွဲသုံးလိုက်တဲ့အချိန်မှာဒီ battery တွေကအရာကိုသူကဆွဲပြီးတော့သုံးလိုက်ပြီသုံးလိုက်တဲ့အချိန်မှာ ampere တိ100 ampere hour ရှိတဲ့ကောင်သူက100 ampere လောက်ကြီးဆွဲပြီးသုံးလိုက်တယ်ဆိုရင်ပြဿနာအစတက်ပြီဘာတက်မလဲပုံမှန်အဖြစ်ကျွန်တော်တို့ကဒီ battery capacity ကနေထုတ်သုံးနိုင်ထုတ်သုံးနိုင်ချေဒီ30ရာခိုင်နှုန်းလောက်ဒါလည်းဒါအကောင်းဆုံးနေသားမှာရှိတယ်။သို့တော့တချို့ inverter တွေမှာတော့ကျွန်တော်က 1C 2C တိသုံးလို့ရတယ်ဆိုပြီးရေးတာမျိုးရှိပုံမှန်အပြည့်တော့ကျွန်တော်တို့ဒီ battery capacity တွေကိုထုတ်သုံးတဲ့အခါမှာ30ရာခိုင်နှုန်းလောက်ခုနလိုပဲကျွန်တော်ကရှင်းရှင်းအားသွင်းတယ်လို့ပဲပြန်ထုတ်ယူသုံးသွင်းတဲ့အခါမှာလည်း30ရာခိုင်နှုန်း25ရာခိုင်နှုန်းအဲ့ဘက်ရှာလေကတော့ထုတ်ယူသုံးသွင်းမှုအခြေအနေကအကောင်းဆုံးအခြေအနေဖြစ်တယ် ဘာလို့လဲဒီဘက်တူတဲကအရာကိုကျွန်တော်ဝုံဝင်တဲ့ဒီ100အမ်ပီယာအာဝါရှိတဲ့အရာကို100အမ်ပီယာနဲ့ထုတ်သုံးလိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီဘက်ထရီတွေမှာ overheating ဖြစ်သွားမယ်ဆိုတော့အဲ့ဒီလိုမျိုးကျွန်တော်အပူတွေများလာမယ်ဘက်ထရီကလည်းကျွန်တော်တို့ကဟိုဘယ်လိုပြောတက်တန်းရလဲကျွန်တော်တို့ကကြာမယ်နောက်တစ်ခုက voltage drop ဖြစ်သွားမယ်ဆိုတော့အဲ့ဒီ voltage drop ဖြစ်သွားရင်ဘာဆက်ဖြစ်မလဲဆိုတော့ inverter တွေကလည်းမ run နိုင်တော့ဘယ် inverter ကလည်းကျွန်တော် block ဖြစ်သွားမယ် အင်မာတာကလည်းသူတတ်မှတ်ထားတဲ့ဖူရီယေဖိုတိတ်ကိုမရောက်တော့ဘူးဆိုရင်သူဒီဖြတ်ရှာမှာပဲသူစက်တင်အရဖြတ်ရှာသွားမယ်အဲ့ဒါလို့ပဲကျွန်တော်တို့တကယ်လို့သာဒီ BMS စနစ်ကိုထည့်ထားမယ်ဆိုလို့ရှိရင်လည်းဘက်ထရီကလည်းကျွန်တော်တို့ကဘက်ထရီကိုပျက်စီးစေမှာဖြစ်တဲ့အတွက်ဘလော့ဖြစ်သွားမယ်ဒါကြောင့်ဆိုလာအင်ဗာတာနဲ့ဘက်ထရီကိုရွေးချယ်ကြတဲ့အခါမှာ ဆိုလာအင်ဗာတာထက်ကိုဘက်ထရီဘက်ထရီကက်ပါစီတီသည် အနည်းဆုံးနှစ်ဆလောက်အနည်းဆုံးရှိတင်တာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ကအခုလက်တွေ့မှာကျွန်တော်မြင်နေရတဲ့တချို့ဆိုင်တွေမှာဆိုရဲရောင်းတဲ့တွဲပြီးရောင်းတာလေးတွေရှိတယ်။ဥပမာကျွန်တော်ဆိုကြပါစို့အာဆိုလာအင်ဗာတာက6 kW အင်ဗာတာဘက်ထရီကကျွန်တော်5 kW 10 kW တလောက်လေးနဲ့တွဲသုံးနေတာကိုကျွန်တော်တွေ့ရတယ်။မှန်ပါတယ်။ဘတ်ဂျက်အရမှန်ပါတယ်။သို့တော့တကယ်ကိုကရွှေရွှေတာတာနဲ့သုံးနိုင်သလား။ စဉ်းစားဖို့လိုတယ်ရွှေချတော်တန်းနဲ့၃နိုင်တယ်ဆိုတော့ပြဿနာမရှိဘူးစနစ်တကျ၃နိုင်တယ်ဆိုလည်းပြဿနာမရှိသေးဘူးအဲ့ဒါကိုကျွန်တော်ကမသိဘဲနဲ့ဒီ CV တည်းရဲ့သဘောသားကဘက်ထရီရဲ့ရှာခြင်းဘက်ထရီရဲ့ဒေရှာပြန်သုံးနိုင်မှုပမာဏတွေကိုကျွန်တော်ကနားမလည်ဘူးဆိုရင်ဘက်ထရီကနေ overheating ဖြစ်မယ်အပူတွေလွန်ကဲလာမယ်အပူတွေလွန်ကဲလာတဲ့အခါမှာ voltage drop ဖြစ်မယ် voltage drop ဖြစ်ရင် inverter ကလည်း ဒါကိုသူက restart လုပ်ခိုင်းတာတွေ reboot လုပ်ခိုင်းတာတွေပြန်ပြီးလုပ်ခိုင်းလိုက်မယ် inverter ကိုဖွင့်ရင်တော့မှပြန်ပြီးပိတ်လိုက်ဖွင့်လိုက်ပြန်လုပ်ရတာမျိုးတွေဖြစ်မယ်ပြီးကျွန်တော် battery ကလည်းကျွန်တော်တို့ကဒီကြာလာတဲ့အခါမှာဒီတဖြည်းဖြည်းနဲ့သူရ efficiency တွေကြာလာမယ်ဒါကြောင့် solar inverter နဲ့ battery ကိုရွေးချယ်ကြတဲ့အခါမှာအထူးသတိထားပြီးရွေးချယ်စေခြင်းနဲ့ solar electricity system cost ကလာမယ် ငါးလပိုင်း၁၀ရက်နေ့မှာကျွန်တော်တို့သင်တန်းစမှာဖြစ်ပါတယ်။ပုံမှန်သင်တန်းကြီးကတသိန်းခွဲဖြစ်ပါတယ်။ပထမဆုံးအနန္တု၁၀ဦးကတော့သင်တန်းကြီးတသိန်း၂000နဲ့လက်ခံပေးမှာဖြစ်ပါတယ်။ဒါပေမဲ့၁၀ဦးကတော့ပြည့်သွားပြီဖြစ်ပါတယ်။ဒုတိယအနေနဲ့ကျွန်တော်တို့နောက်ထပ် 10ဦးကိုတင်တန်းချေတသိန်း3000နဲ့လက်ခံပေးဖို့ဆက်ပြီးရှိမှာဖြစ်ပါတယ်။ဒါကလည်းကျွန်တော်အမြန်အနှံထားမှစိတ်ချရမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့တင်တန်းကပုံမှန်အဖြစ်လူကြီးကန့်သက်ထားတာဖြစ်တဲ့အတွက်အမြန်အနှံထားပြီးတော့လက်ဦးမှုယူထားဖို့ဒီကနေ့ပြောပြရစေ Solar Electricity System Course လာမယ်9လပိုင်း10ရက်နေ့မှာစမှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်